ပါအခုကျွန်တော်ရောက်ရှိနေတဲ့နေရာတော့ချင်းမန်မြို့ရဲ့ရှေးကြာဆုံးဖျားเจ้าတွေကတခုဖြစ်တဲ့ချင်းမန်ဆိုတဲ့ဖျားเจ้าကိုရောက်ရှိနေပါတယ်လို့ချင်းမန်မြို့ရဲ့မြို့ဟောင်းထဲမှာတည်ရှိပြီးတော့မှာ ရှေးအကြုံဖြတ်ကြောင်းဖြစ်တဲ့အပြင်ကိုဒီထဲမှာဖြတ်ကြောင်းနှဆောင်ပါဝင်တဲ့ဇီဒီနှစူရှိတယ်ပြီးတော့မှရေခံတဲ့ရှိတယ်ပေါ့နော်ပြီးတော့မှဒီချင်းလုံးဆိုတဲ့ဇီဒီကတော့ဖြတ်ကြောင်းရဲ့အသက်အကြီးဆုံးဇီဒီတစ်ခုဖြစ်ပြီးတော့မှသူ့ရဲ့အောက်မှာဆိုလို့ရှိရင်လည်း15កောင်နဲ့တရှိထားတယ်ပေါ့နော် ီဇီဒီချလုံးဇီဒီယာဒီဝိဟာရထဲမှာဆိုလို့ရှိရင်ねဖာရာစီလာနဲ့ဖာရာဆဲတောင်ခမာနီဆိုလို့ခေါ်တဲ့အရေးကြီးတဲ့ဗုဒ္ဓရုပ်ဘွားတော်နှစ်စုရှိပါတယ်ဗောနော်နောက်တစ်ခုဖြစ်တဲ့ဝိဟာရအသစ်လို့ကျွန်တော်တို့ပြောလို့ရတဲ့ဝိဟာရထဲမှာလည်းကျွန်တော်ဗုဒ္ဓရုပ်ဘွားတော်တွေနဲ့ဘိတုကလက်ရာတွေကိုတွေ့ရှိနိုင်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်ဝိဟာရကြီးတဲကဖာရာစီလာဆိုတဲ့ဗုဒ္ဓရုပ်ကျောက်သားရုပ်ဘွားတော့ဗောနော်အဲ့ဒါကတော့ကျွန်တော်အိန္ဒိယကနေ၈00ဆူလောက်မှာယူဆောင်ခဲ့တယ်လို့ယုံကြည်ကြပါတယ် Faraz Setom Kamani ဆိုတဲ့ကြည်လင်သောပုံရိပ်တော်လို့အမည်ရတဲ့ဗုဒ္ဓရုပ်ဘွားတော်ကတော့10စင်တီမီတာလောက်ပဲရှိပြီးတော့မှကျွန်တော်တို့ခရစ်နှစ်1800လောက်မှာမြန်မာနိုင်ငံကနေယူဆောင်ခဲ့တယ်လို့ယုံကြည်ကြပါတယ်ပြီးတော့မှအဲ့ဒီဘုရားကလည်းမိုးကိုရွာစေနိုင်တယ်ဆိုတဲ့အစွမ်းရှိတယ်လို့လည်းယုံကြည်ကြပါတယ်ဗောနော်

foreigner တွေဒီခီးသွားလက်ပတ်သူတွေအားလုံးကတော့ဒီနေရာကိုလာကြတဲ့အချိန်မှာမနဲ့အစောကြီးလာပြီးတော့မှလာတာနဲ့ညနေဆောင်းမှလာတာပို့ပြီးတော့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့လာရင်းနဲ့တခါတည်းဖျားဝေပြူလို့ရတယ်ဗောနအဲ့ဒီအချိန်တွေကတော့ပိုအကောင်းဆုံးအချိန်တွေဖြစ်ပါတယ်လို့ဒါပေမဲ့ဖျားเจ้าနဲ့ဝင်တဲ့အခါမှာတော့ဖျားเจ้าရဲ့ပဝင်းကျင်မှုတော့ကျွန်တော်တို့အဲတွားရောက်ပြီးတော့မှလေပတ်လို့ရတယ်ဆိုပေမဲ့ဖျားเจ้าနဲ့ဝင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအတူတွေပြက်တွေဝှက်ထားတယ်ဆိုရင်ထုံးစံတိုင်းဗောနကျွန်တော်တို့ဘုဒ္ဓဘာသာဖျားเจ้าနဲ့ဝင်တဲ့အခါမှာ ပတ်စံမပေးရပဲနဲ့ငားပေးတဲ့ဟိုကျွန်တော်ခန္ဓာကိုယ်အောက်ပိုင်းကိုပတ်လို့ရတဲ့ဝိစပါတဲ့ဟုတ်စားကိုပတ်စံမပေးပဲနဲ့သူတို့ငားပေးပါတယ်လို့ဆိုတော့ဒါကတော့ဒီဖျားကြောင့်နဲ့ပတ်သက်တဲ့အချက်အလက်လေးပါတိုးတော်လည်းပဲတမိုင်းဆိုင်ရာအချက်အလက်များနဲ့ကိုယ်လွန်မှုရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အတွေ့အကြုံကမျှဝေတာဖြစ်တဲ့အတွက်ကျွန်တော်ပဲမှာကောင်းမှနိုင်ပါလိမ့်မယ်ပေါ့နော်ဒါကျွန်တော်တည်တလောက်မျှဝေပြရပါ ခုရောက်ရှိနေတဲ့နေရာကတော့ West Sarumon ပေါ့နော် Sarumon ဘုရားကျောင်းလို့ခေါ်လို့ရပါတယ်အထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ဒီချင်းမှန်မျိုးရဲ့ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ကျောင်းဖြစ်ပြီးတော့မှချင်းမှန်မျိုးရဲ့အချက်ချနေရာမှာတည်ရှိပါတယ်ဘလောက်အချက်ချရကြလဲဆိုလို့ရှိရင်တော့ဒီဘုရားကျောင်းရဲ့နာမည်ကိုကကျွန်တော်တို့အိပ်ပဲပြန်လိုက်မယ်ဆိုလို့ရှိရင်မြို့ရဲ့အချက်ချနေရာမြို့ရဲ့ချက်မှမြို့တေရမြို့တိုင်ဆိုပြီးတော့မှအိပ်ပဲပြန်လို့ရတယ်လို့သိရပါတယ် ချင်းမိုင်မြို့ကိုစတင်ထောင်ခဲ့တဲ့ဒီဘရင်မန်ဂရိုင်းက1996ခုနှစ်မှာပဲမြို့ရဲ့အဓိကကြားတဲ့မြို့တဲတိုင်းအဖြစ်နဲ့ဒီဖျားကျောင်းရဲ့နေရာကိုတည်ဆိုက်ခဲ့တယ်လို့ကျွန်တော်ယုံကြည်ကြပါတယ်။ဒါကြောင့်မို့လဲဖျားကျောင်းရဲ့နာမည်ကိုကဟိုက မျိုးရဲ့ bike ခလုံလို့ဆိုပြီးတော့မှကျွန်တော်တို့အိပ်ပြန်ပြန်ကြပါတယ်လို့ဆိုတော့ဒီမှာအခုတွေ့နေရတွေကတော့ကျွန်တော်ဆူတောင်းတဲ့ဇကားတွေပေါ့နော်ဒီမှာဒီဖြားเจ้าမှာတော့ channel ဖြားเจ้าတွေမှာတော့မတွေ့မိဘူးဒီဖြားเจ้าမှာတော့ဒီလိုမျိုးကျွန်တော်တို့ကိုယ့်ရဲ့ဆူတောင်းဇကားတွေကိုဒီမှာခြိဆွဲခဲ့ခြင်းအဖြစ်နဲ့ဆူတောင်းပြည့်တယ်လို့ကျွန်တော်ယုံကြည်ကြပါတယ်ပေါ့နော်ဒါကြောင့်မလို့လေဒီဆူတောင်းဇကားတွေဒီမှာခြိဆွဲကြပါတယ်ဒါတော့ဘတ်20လားမသိပေးရတယ်ပေါ့နော်ဒီအခုမြင်နေရတဲ့ဓာတ်တွေကတော့ကျွန်တော်ဒီကိုရင်လေးတွေရဲ့ရုပ်ပုံတွေကိုဖြားเจ้าရဲ့ဘေးဘက်လေးမှာထားပြီးထားတယ်ပေါ့နော် ော့ဒီဖျားเจ้าကလည်းကျွန်တော်ချင်းမိုင်တို့မျိုးဟောင်းတွေကိုလာလည်မယ်ဆိုရင်မဖြစ်မနေလာလည်သေးတဲ့နေရာအကူရဲ့ဆူတောင်းစကားတွေအတွက်ပြည့်စုံဖို့အတွက်ဆိုရင်ဒီနေရာလေးကလာဖို့တင်တော်တဲ့နေရာလို့ကျွန်တော်နေနဲ့ recommend ပေးပါတယ် အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်မြန်မာလိုတပ်ဖယ်ကိလို့ခေါ်ပြီးထိုင်းလို့ဆိုရင်တော့တပ်ဖယ်ကိလို့အတန်ထွက်မယ်လို့ပြောရပါတော့။အချင်းမိုင်မျိုးမျိုးဟောင်းတွေကိုဝင်မယ်ဆိုရင်အဓိကဝင်ပေါက်ခိတ်တစ်ခုလည်းဖြစ်ပါတယ်။ဓာတ်ပုံအရန်ရိုက်လို့ကောင်းပြီးတော့အခုမြင်တွေ့နေရသလိုခိုးတွေနဲ့ကျွန်တော်တို့ဒီဂျိုးတွေနဲ့ဓာတ်ပုံရိုက်ဖို့နေရာတစ်ခုဖြစ်လဲခီးသွားတွေကိုအဓိကဆွဲဆောင်ထားတယ်ပေါ့နော်။ဒါအချင်းမိုင်မျိုးမျိုးဟောင်းရဲ့ရှေးအကြဆုံးအချင်းမိုင်မျိုးရဲ့ကာဝယ်ခဲ့တဲ့အုတ်တတိုင်းတွေမျိုးရိုးတတိုင်းတွေဖြစ်ပါတယ်ပေါ့နော်။ ဒီနေရာမှာတော့ဒီကုလိုမျိုးပဲညနေဆောင်နဲ့မနက်ခင်းမှာအများအတန်း foreigner တွေနဲ့တပုန်ရက်တဲ့သူတွေနဲ့အများနဲ့စီကားနေတဲ့အတွက်လာလေတဲ့သူတွေနဲ့မဖြစ်မနေလာလေတဲ့နေရာတစ်ခုထဲမှာလည်းပါပါတယ်။